ျွန်တော်စဉ်းစားကြည့်အောင်တနင်္ဂနွေတနင်္ဂနွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းကျန်းဆိုတာရှိတယ်။နော်အထက်ကဆောင်ပန်းမယ်အောက်ကနင်းကျန်းပဲပေါ့။ဟောအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်။အဲလူတစ်ယောက်မှာကျွန်တော်တနင်္ဂနွေသားမီးတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်။အဲ့ဒါ၆ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ၂ခုမြောက်နေရာမှာရှိတဲ့တနင်္လာရဲ၅ခုမြောက်နေရာမှာရှိတဲ့ကြာသာပရိရဲဒါကိုအတွက်ဆောင်ပန်းပေါ့ ဆောင်းမန်းမာရင်ကျွန်တော်တို့ကနဝင်းသေးတန့်ဖြစ်တဲ့ဂျာတာပရိယာထီးလို့မိုးတာတယ်။ဒါကြောင့်ပဲတင်းတင်းဥတွေသားမီးတယောက်တည်းဂျာတာပရိယာအခေအားအကြဆုံးပဲနော်ဂျာတာပရိယာထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းတင်းကုန်တွေလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်ပဲဂျာတာပရိဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့တင်းတင်းဥတွေသားပရိယာဘဝနေထိုင်မှုအပိုင်းမှာအားကောင်းစေတယ်။အားကောင်းစေတယ်အဆင်ပြေစေတယ်။ ော့တင်ဦးတွေတောင်းမီးတွေကဇာတာပရိယာဘာကိုပြောတာလဲဇာတာပရိဆိုတာတောမကျိုးတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမကျိုးကိုကျွန်တော်တို့အသုံးချမယ်အဲ့တော့ဇာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာကျိုးပေါ့နော်ပညာကျိုးဖြစ်တယ်ပြီးတော့ဇာတာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးကနော် ဂျာတာဘေးကျော်ကြီးမားတယ်ကျေပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ဂျာတာဘေးကိုကျွန်တော်တို့အသုံးပြုတယ်တော့ဘေးတင်ရတော့အဲ့လိုအသုံးပြုတာဖြစ်တယ်ဂျာတာဘေးကျော်ကိုကျွန်တော်တို့ကဟန်ဒယ်လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒေဝိဒ်တောင်းမိတယ်ကန်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတဲ့ခုကိုကျေကျေပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒီနေ့ကိုတောင်းမိတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင် ခင်ဗျားတို့ကျွန်တော်တို့ပညာရေးတစ်ခုမှာနှစ်နှစ်ဆက်ဆက်ကျင်း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 တက်ကြရလားတက်ကြရလားတရားကြံတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာကိုတော့တော်ဒီပါဆန်လောက်တော့သိတယ်ဟိုပညာကိုလည်းကျွန်တော်တာဒီပါဆန်လောက်တော့သိတယ်ဟိုပညာကိုလည်း free ပါဆန်လောက်တော့သိတယ်အဲဒီလိုမျိုးမရဘူးတင်းနေမှုတွေတာမီဖြစ်ရင် ကို့အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကို ကျွန်တော်တို့တရားရာဂိုင်နှုံး90ရာဂိုင်နှုံး80ရာဂိုင်နှုံးဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။ဒါတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။ဒါပါတော့ကို့အသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲ။ကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်။အဲ့ကို့ရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းတွေသားမိတယ်ဘဝရက်တီးရတာခက်ခဲလာလိမ့်မယ်။ကိုဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းကုန်နေပါတယ်။ အခြားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအတက်မိုးလို့ရရင်ရမယ်တနင်းကုန်နေကြတော့မရပါဘူးဒါမှမဟုတ်ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နဲ့နဲ့ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အဲ့ဒါဆိုရင်ဒီကားနဲ့နယ်ပယ်ထဲမှာသူများလို့ရောငါနယ်ပယ်တစ်ခုပဲတက်တယ်ဒီစီပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနယ်ပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေများနိုင်နိုင်ချွတ်ချွတ်လက်တဆုံနှိုက်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်နေသားမီဒီယာ တော့တင်းဦးရေသားမီဒီယာပညာသူဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့တခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော်လောက်ထားဖို့လိုတယ်တရားရကံတော့မဟုတ်တော့ကျွန်တော်ပြောလို့85ရကံတော့တော့သိဖို့လိုပါတယ်အခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရကံတော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့အပိုင်ဆုံးနည်းကိုကျွန်တော်တို့က ထုတ်သုံးရတယ်ဘီဒင်ဟောတဲ့ခါကျရင်ဘီဒင်နေပယ်မှာအကျယ်ကျယ်ပြန့်လွန်အားကြီးတယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နန်သိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘီဒင်မှာစပြီးလူတယောက်ကိုဟောပြောရတယ်အဲ့တော့တင်းနေဦးတွေကဂျာတာပရီအားကောင်းဖို့လိုတယ်လို့ပြောတာဂျာတာပရီနဲ့ပတ်သက်ပြီးပညာရက်ကိုသိထားဖို့လိုတယ်ဒါကြောင့်ပဲကို့သားသမီးကတင်းနေဦးတွေရှိတယ်ဆိုရင်ဘာကိုခမားတို့ပြပြဝါတင်ပေးမလဲတခုခု expect ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့် ဒါကကြာတာပရိစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တင်းနှင်းကုန်တွေနော်ဒုတိယအနေနဲ့တင်းနှင်းကုန်တွေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျို့အညွန့်ကျို့ကတင်းနှင်းလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာစီးပွားလို့ပြောတယ်ညွန့်နေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညွန့်ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တင်းနှင်းလာကျို့ကတင်းနှင်းကုန်တွေသားသမီးတွေအတွက်စီးပွားရေးကျို့လို့ပြောတယ် အချို့ကဆရာကျမဘာအလုံးနဲ့အတက်မွေးရမလဲဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလို မေးကြတာရှိတယ်အဲ့တော့အညုံကြောကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညုံကြောတစ်ခုလည်းကြည့်ပြီးလူတယောက်မင်းဒါလုံးဟိုကဒါလုံးပြောလို့တော့မရဘူးဒါမှအညုံကြောကဆက်ဆက်မှုရှိနေတယ်လို့ပြောတာအဲ့တော့တင်းစုံတွေသားမီးတွေကတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းငယ်မှာရှိတယ်လမယ်လမယ်ကိုပြောတာနော် လမင်းဖြစ်တဲ့အပြင်တနေ့လာအေးချမ်းမှုကိုပေးတယ်။တောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူး။လပေါ်ကျွန်တော်မရဘူး။ဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခံစားရတယ်။လရအောင်မှထိုင်နေရတာအေးချမ်းမှုတွေရတယ်၊ငြင်းချမ်းမှုတွေရတယ်။ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနေ့လာဂျိုဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တင်းရွေသားမြာစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူး။ ကိုလုံနေတဲ့အလုံမှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ဘွားဘွားလေးဖြစ်ကြမယ်ကိုဝါသနာပါတဲ့အလုံလည်းဖြစ်ရမယ်နော်အားရလုံနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာကျိုးတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လိုနော်မိတူဆိုင်တို့လိုနော် ပင်ရတစ်ခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါတော့ကုံတူလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေကတနေ့ကနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်။နော်ဒါအောင်မှအခြားချိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စည်းဝါဆိုတာပေါ်လာတယ်။ဒါကြောင့်စည်းဝါရင်းနဲ့ပတ်သက်ရင်တနေ့လာချိုဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး။နော်ဒါရေရာပိုင်းဆိုရင်ဒီတနေ့လာကိုအသုံးပြုလို့ရတာရှိသေးတယ်။နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့။ ဆိုတော့ကျွန်တော်အထက်၃လုံးမှာစောင့်မောင်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို၆ခုမြောက်ချိုပေါ့၆ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအိမ်တောင်ရေးကတောက်ကြချိုဖြစ်ကမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့တောက်ကြချိုကိုကျွန်တော်လက်စမ်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုသက်အားဖြင့်27ဂျိုသက်27ဒါဆိုတောက်ကြတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်27လို့နော် အဲ့တော့တောက်ကြကဂျိုသက်များတယ်ဒါတော့တင်းကလေးသားမီးတွေကအိမ်တော်ပြုတဲ့အခါကျရင်ကိုထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့မယ်အဲ့လူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးလိုင်းမှာအီယာအီယာရှောက်လုံနေတဲ့အချိန်မှာသူတို့တင်းကျိန်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကိုထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ် ဒါမှမဟုတ်လေအသက်ငယ်တယ်ဆိုရင်လေကို့အတွက်ရေကို့ထက်ရေးကြက်တဲ့လူတည်ငိမ့်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်တော်ဘက်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတာကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယ်ယူတဲ့အိမ်တော်ဘက်ကဘလောက်တိစေဗင်လုံးနိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကို အိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V နဲ့ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုဆပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့သွားကိုလည်းတန့်ရှင်းမလို့သပင်လည်းတန့်ရှင်းမလို့အဝတ်အစားတို့လည်းဂျုံထဲကကောက်ဝက်လာတယ်အိမ်ကြီးကကြေမှုန့်နေတယ်ဘာလို့လူမျိုးတွေနဲ့ဆိုရင်တင်းနှုတ်တွေသားမိတယ်ကအဆင်မပြေဘူးလို့ပြောတာကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူကိုထက်အသက်အကြီးအကြီးမကြီးရင်ရင့်ကျက်တဲ့လူမျိုးတွေအငွေကြီးကိုဆုတဲ့ဆောင်တတ်တဲ့လူမျိုးတွေ เนาะဒီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာလေးနဲ့လှောင်ဆင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်เนาะဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုးอ่ะအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြဟုတ်ဖြစ်တယ်ဒါကြောင့်ကိုတင်းနေတဲ့သားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူဟာနည်းနည်းစကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့ပြန်ပါဝင်မေးမေးထုတ်ပေါ်ပြောလက်ညှိုးတောင်ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းနေတဲ့သားသမီးတွေကလက်တွဲပေါ်ဖြစ် မရွေးသင့်ဘူးဒီလိုမျိုးစမ်းသပ်ရတာဖြစ်ပါတယ်ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့နော်အဲ့တော့ဒါတခုတွေသားမိတွေတော့ဒီလောက်အကြမ်းမြင်းသိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘောကလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးလျှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပါရဗျာ